မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စစ်တင်းမောရှစ်စီးကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရရှိထားပြီးတော့အဲ့ဒီစစ်တင်းမောများကိုပေါခွဲဖြက်စည်းရန်သာကြံရှိတော့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဗမော်များလည်းဘက်မှာစစ်တင်းမော၄စီးရတယ်ရွှေကူအထက်မြေကျင်းမှာနှစ်စီးထက်ရတယ်ထီးကြိုက်များတောင်မှာနှစ်စီးရတယ်စုစုပေါင်း၈စီးရတယ် ဖောက်ခွဲဖျက်ဆီးဖို့ပဲရှိတော့တယ်လို့ KIA ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်စက်တမလာ18ရက်နေ့မနက်ပိုင်းမှာကချင်ပြည်နယ်ရွှေကူမြို့ကနေပြီးတော့ဗမော်ကိုစံတက်လာတဲ့စစ်ကောင်စီရဲ့တင်းမော်ခွန်နှစီကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာတင်းမော်နှစီဟာနင်းမြုပ်သွားပြီးတော့လေးစီကတော့မီးလောင်ပျက်စီးသွားခဲ့ပြီးအဲ့ဒီစစ်တင်းမော်လေးစီကို KIA ကတိုက်ပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်တင်းမော်ခွန်နှစီတဲ့ကမှဒစည်းသားလင်းဗမော်မြို့ကိုရောက်ရှိလာတယ်လို့သိရပါတယ်ဖြီးချမ်းမြို့နယ်မြတောင်မှာလဲစစ်တင်းမော်နှစီကိုလည်းပြစ်ခတ်ဖျက်ဆီးတိုက်ပတ်နိုင်ခဲ့ကြောင်းသတင်းရ ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ကားသုံးစီးကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ19ရက်နေ့ညနေ4:45မိနစ်ခန့်အချိန်မှာမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမကြီးပေါ်မှာသခိုင်းမြို့တပ်မ33က မုံရမျိုးနခခကိုထွက်ခွာလာတဲ့အကြံဖတ်စစ်ကားနှစီးနဲ့မြပလဲစီဆိုင်ဂိတ်ကနေပြီးတော့ဖတ်တိုးလိုက်ပါလာတဲ့အကြံဖတ်စစ်ကားတစီးစုစုပေါင်းစစ်ကား၃စီးကိုမိုင်းဆွဲပြီးတော့ပျောက်ကြားပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ အချမ်းဘတ်စစ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တဲ့အတွက်စုံစမ်းနေစေဖြစ်တယ်လို့သိရပါတယ်။မိုင်းဆွဲတဲ့နှစ်စီးကတော့နောက်ခန်းမှာလိုက်ပါလာတဲ့သူတွေ25ယောက်လောက်တော့ပါတယ်။33ကနေဆင်းလာတဲ့ရှေ့ဆုံးကကားတစ်စီးကတော့မိုးကအုပ်ခဲရနေလို့ယူဆရတယ်။နောက်တစ်စီးကဂျမ်ဘာကအဲ့ဒီကားပေါ်မှာတော့40ယောက်လောက်ပဲပါမယ်။40မမတွေရောဂန်းငယ်တွေရောနဲ့ပြန်ပစ်တာတွေရှိတယ်။လက်နက်ခဲရန်ပေါနေရင်တော့နေတိုင်းလိုလိုသွားတိုက်ချင်တာခဲရန်မရှိလို့လွတ်ပေးလိုက်ရတဲ့အချိန်တွေများနေလို့ထောက်ပို့ပေးကြပါအောင်လို့ မိဘပြည်သူများကိုမြေတားရက်ခံကြပါတယ်လို့ Braveheart Army BHA တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကို Braveheart Army BHA အဖွဲ့သားများကဦးဆောင်ပြီးတော့ Myanmar Revolution Army MRA နဲ့ Champion Fighter Group CFG တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် Braveheart Army BH တပ်ဖွဲ့အနေနဲ့အကြမ်းဖက်ဆေးကောင်းစီတပ်သားများကိုအချိန်နဲ့အမျှတိုက်ခိုက်ချေမုန်းလိုတော်လဲလက်နက်ခဲယမ်းများလိုအပ်နေတဲ့အတွက်ပြည်သူများကတန်နိုင်သမျှထောက်ပံ့ကူညီပေးကြပါရန်မေတ္တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲ့တောင်ပိုင်းမြို့နယ်အမှတ်100ခွန်ရက်ကွက်ရုံးကိုဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီးတော့ရက်ကွက်အုပ်ချုပ်ရေးမှုကြီထွန်းတဲ့ယာယီမှုတူတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တင်ဘာလ20ရက်နေ့မနက်9:00နာရီကျော်အချိန်မှာဒဂုံမြို့တဲ့တောင်ပိုင်း100ခွန်ရက်ကွက်မှာရှိတဲ့အုပ်ချုပ်ရေးမှုရုံးကိုလူငယ်နှအူးကဆိုင်ကယ်နဲ့လာရောက်ပြီးတော့ပစ်ခတ်ခဲ့ရာအုပ်ချုပ်ရေးမှုကြီထွန်းတဲ့ယာယီမှုတူတို့ပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်တောင်ဒဂုံ100ခွန်ရက်ကွက်ရုံးကိုဝင်ပစ်တာအခုတော့စစ်ကောင်စီတွေရောက်ရှိနေပြီးလမ်းပိတ်ထားတယ်ပနက်နဲ့ပစ်သွားတာလ ၄ဦးထိတယ်နှစ်ဦးကတော့သေတယ်သေတာကအုတ်ကြီးနဲ့တိန်းကအဖွဲ့ကတဦးသေးတာကျန်တဲ့နှစ်ဦးကတော့ဒဏ်ရာရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်စစ်တပ်ရဲ့ lobby ဖြစ်တယ် People Media ကတော့အမှတ်တရခွန်ရက်ကွက်ရုံပစ်ခတ်မှုမှာအုတ်ချုပ်ရဲမှုကြီထွန်းတဲ့ယာအိမ်မှုဆွေမြင့်အောင်တို့တေဆုံးသွားတယ်လို့ဖော်ပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းကျိုးပင်ကောင်းမြို့နယ်တင်းချိုင်းကုန်းမှာကင်းဘုံဝင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာ6ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ13ရက်နေ့ည8နာရီအချိန်ကမှကျိုးပင်ကောင်းမြို့နယ်အလဲကုန်းရဲစခန်းအနီးတရားထိတ်တင်းချိုင်းကုန်းမှာကင်းဘုံဝင်နေတဲ့အင်အား20ခန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ရဝရီခရိုင်တိုင်ရင်383နှစ်တပ်ခွဲ6 Black Dragon GBK PDF ကဝေရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာအပြန်အလှန်ပစ်ခတ်မှုမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ကရဲနာဦးနဲ့ပြူစောတိ၄ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်စက်တမလ14ရက်နေ့ညနေ4နာရီအချိန်ကကုန်းရွာကစစ်တပ်သတင်းပေးတန့်စင်အောင်က ပခိုးကျိုးမှာအဆက်မှာရှိတဲ့အေးရွာလေးရဲ့ရွာထိပ်မှာတော်လိုင်းတပ်ဖွဲ့များရဲ့သတင်းများကိုစုံစမ်းရရောက်ရှိနေတဲ့အချိန် Black Dragon GBK PDF ကတွားရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။တန့်စင်အောင်ကိုစစ်ဆေးမေးမြန်းမှုများပြုလုပ်နေတဲ့အချိန်စက်တဘာလ15ရက်နေ့မနက်9:00နာရီအချိန်ကမှစခန်းကနေထွက်ပြေးသွားတဲ့အတော့တော်လိုင်းရဲဘော်များကပြစ်ခတ်ရှင်းလင်းရာပွဲချင်းပြီးတိုက်ဆုံခဲ့တယ်လို့သိရပါတယ်။ ကွင်းချောင်းရွာကပြူစောတိတွေနဲ့ရဲခွဲတွေပေါင်းပြီးတော့တရားထိတ်ကတင်းချိုင်းကုန်းထဲမှာကင်းမုံဝင့်နေတာကိုသွားဆိုတာကျွန်တော်တို့ရဲဘော်တွေပြစ်ခတ်တဲ့လက်နက်ကြီးကြီးကရဲခွဲနဲ့ပြူစောတိတွေရှိတဲ့အထဲကိုကျပြီးတော့ရဲခွဲနှစ်ကောင်ပြူစောတိလေးကောင်ပေးတယ်ဒီကောင်တွေအထိနာပြီးတော့၁၄ရက်နေ့ညနေကျတော့စစ်တပ်သတင်းပေးတန့်စင်အောင်ကရိုးမအဆက်ကအေးရွာလေးကို PDF သတင်းတွေကိုထောက်လန်းဖို့အတွက်ရောက်လာတာသူ့ကိုဖမ်းခေါ်လာပြီးတော့စခန်းမှာစစ်မင်းနေတော့၁၅ရက်နေ့မနက်မှာသူကထွက်ပြေးလို့ရှင်းလိုက်ရတယ်လို့တာယာဝတီခရိုင်တိုင်ရင်၃၈၃၂နဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူးရကပြောဆိုထားပါတယ် ပြည်သူတွေအနေနဲ့စစ်ကောင်စီနဲ့စစ်ကောင်စီရဲ့ဓာတ်တိုင်များကိုပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွာစစ်တပ်နဲ့နှိစက်တဲ့နေရာများကိုတွာလာနေထိုင်မှုများလုံးဝလုံးဝမပြုတ်လောက်ကြရန်တရားဝတီခရတရင်383ညနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူရကဆက်လက်ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်အတွင်းမှာလှည့်လေကပြည်သူနှောက်ဦးကိုမိရှုတက်ဖြတ်ပြီးနေအိမ်အလုံး၄၀ကျော်ကိုမိရှုဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားများပြားထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တမလာ၉ရက်နေ့ပလောမြို့နယ်အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီတပ်ခလာရ၂၈၅တိုင်ရင်ကအင်အား၁၂၀ကျော်နဲ့ထွက်လာတဲ့စစ်တပ်က လက်ဥတောင်ခြေရွာကိုရောက်ရှိလာတဲ့အချိန်ပြည်သူ့ကာကွယ်တပ်မတော်ဗိတ်ခေအမတ်တဲ့တရင်နဲ့မဟာမိတ်တပ်များကတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကစက်တဘာလ17ရက်နေ့မှာလဲဖက်ခြေရွာနဲ့ကြောက်တင်းမောရွာတို့ကိုဝင်ရောက်ပြီးတော့ပြည်သူ55ဦးကန့်ကိုဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗါးစက်တဘာလ14ရက်နေ့မှာလဲဖော့ရွာအနီးအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဗိတ်ခေအမတ်တဲ့တရင်တပ်ဖွဲ့ဝင်များကပြစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။စက်တင်ဘာလ15ရက်နေ့မှာစစ်တပ်ကငားမိုင်ကြီးရွာကိုဝင်ရောက်လာပြီးတော့ပြည်သူတွေရဲ့နေအိမ်၉လုံးကိုအကြောင်းမဲ့မိရှုဖျက်ဆီးကပြည်သူ၁၀ဦးကိုလည်းလူသားတိုင်းကအဖြစ်နဲ့ဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗျ။စက်တင်ဘာလ16ရက်နေ့မှာစစ်တပ်ကမီးလောင်အော်ကြီးရွာနဲ့ရှက်ပုံစံပြကြီးရွာတို့ကိုဝင်ရောက်လာတဲ့အတွက်ဗိတ်ခရအမတ်တေတရင်ကလိုက်လံတိုက်ခတ်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။စက်တင်ဘာလ16ရက်နေ့မှာလည်းပလောမြို့နယ်ရှက်ပုံကြီးရွာအုပ်စုအတွင်းဝင်ရောက်ခဲ့တဲ့အတွက်ပြည်သူ့ကာကွယ်တပ်မတော်ပလောဗိတ်ခ ရအမှတ်တက်ရင်းနဲ့တော်လိုင်းမဟာမိတ်တပ်များကခုခံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲတနေ့ကုန်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားအများပြားထိခိုက်ဒေဆုံးမှုရှိကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးလဲမစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်ကပြင်းငယ်ကျေးရွာစာတင်ကျောင်းမှာဝင်းရောက်တပ်ဆွဲခဲ့ပြီးတော့ပြင်းငယ်ကျေးရွာရှက်ပုံစံပြကျေးရွာတို့ကပြည်သူများကိုဖမ်းဆီးကလူသားတိုင်းအဖြစ်နဲ့ပြုလုပ်ခြင်းနေအိမ်များကိုဖျက်ဆီးခြင်းနေအိမ်များကိုဖောက်ထွင်းပြီးတော့အဖို့တန်ပစ္စည်းများမော်တော်ယာဉ်များကို ခိုးယူခြင်းတို့ကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါဒါအပြင်စက်တမလာ၁၈ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်များကပြည်သူ့ကာကွယ်တပ်များမရှိတဲ့မီးလောင်အော်ကြေးရွာအတွင်းကိုဝင်ရောက်သွားခဲ့ပြီးတော့နေအိမ်၃၁လုံးကို၎င်းရှက်ပုံစံပြကြေးရွာကနေအိမ်၃လုံးကို၎င်းမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့သိရပါဗါစက်တမလာ၁၉ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်တပ်ဝင်ရောက်သွားခဲ့တဲ့ရှက်ပုံစံပြကြေးရွာကိုနေမြေရှင်းလင်းရေးဝင်ရောက်တဲ့အချိန်မှာအကြမ်းဖက်စစ်သားများမီးရှို့ဖျက်ဆီးခဲ့တယ် စိတ်ရောဂါဝေဒနာခံစားနေရတဲ့ရွာသားတအုပ်ကိုအလောင်းကိုတွစ်ရှိခဲ့ရတယ်လို့သိရပါဗျ။အလားတူပဲမိအောင်အောင်ချေးရွာအတွင်းမှာလည်းစစ်တပ်ကမိရှုတပ်ဖြတ်ခဲ့တဲ့အဖွားတို့တအုပ်ရဲ့အလောင်းကိုတွစ်ရှိခဲ့ရတယ်လို့သိရပါဗျ။ဒါ့အပြင်ရှက်ပုံစံပြချေးရွာနဲ့မိအောင်အောင်ချေးရွာတို့ကပြည်သူ40ထက်မနည်းကိုလည်းခါလိုက်ရ1ရှင်5တရင်တွေကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။စစ်ကြောင်းကတကြောင်းနဲ့နဲ့ကိုမှွေနေတာပါ။အင်အား120ထက်များနိုင်တဲ့လူသားတိုင်းဖမ်းခေါ်သွားတဲ့သူတွေရဲ့နောက်ဆက်တွဲအခြေအနေကိုတော့မသိရသေးပါဘူး။ ရှက်ပုံစံပြရွာကစိတ်မနှံ့တဲ့အမျိုးသားတအုပ်နဲ့မီးလောင်အော်ရွာကအဖွားအုပ်တအုပ်ကိုမီးရှို့ပြီးတော့တတ်ဖြတ်သွားတာအခုကျူးလွန်ထားတဲ့စစ်ခွဲတွေရဲ့လောက်ရတွေကတော့ပြောစရာမရှိအောင်ကိုရက်ဆက်မှုကကန်းကုန်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့သူတို့ကိုအမြင့်ပြတ်ချိန်မုံမို့ကလွဲပြီးတော့ တခြားရွေးချယ်စရာလမ်းမရှိတော့ပါဘူးတိုက်ပွဲတွေကပို့ပို့ပြီးတော့ပြင်းထန်လာနိုင်ပါတယ်ဒီတော့ပြည်သူတွေအနေနဲ့စည်ရေးသတိရှိဖို့လိုအပ်ပါတယ်ဒီထက်ပို့ပြီးတော့လည်းခက်ခဲပင်ပန်းနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့နဲ့အတူရင်ဆိုင်ကြမယ်ဒီလိုမျိုးဖြစ်ရမျိုးထပ်မဖြစ်အောင်လည်းကျွန်တော်တို့တွေပို့ပြီးတော့စူးစမ်းပါမယ်လို့ဗိခေယအမတ်တဲတရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ပလောမျိုးနဲ့အတွင်တိုက်ပွဲများပုံမပြင်းထန်စွာဖြစ်ပွားလာနိုင်ပြီးတော့ပြည်သူများအနေနဲ့စည်ရေးသတိအမြဲရှိကြရန်နဲ့ပြည်သူ့ကာကွယ်တပ်မတော်နဲ့မဟာမိတ်အဖွဲ့အစည်းများကထုတ်ပြန်တဲ့ထုတ်ပြန်ချက်များကို လေးလေးစားစားနဲ့လိုက်နာပေးကြပါရဲ့ဘိတ်ခေအမတ်တဲ့တရင်ကတိုက်တွန်းနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်တီးတိမ်မြို့ခလာရ269တရင်ကစစ်ကောင်စီတပ်သားတဦးဟာ MA2 တနက်နှက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ19ရက်နေ့မှာတီးတိမ်မြို့ခလာရ269တရင်ကစစ်ကောင်စီတပ်သားဟိန်းထက်ကိုကိုဟာ MA2 စက်ကလေးနှက်လက်လက်ပြဘုံနှလုံးကြီပေါက်၈ခုနဲ့5.56ငကြင်းမီနှစ်တွဲတော့ကိုယူဆောင်လာပြီးတော့ PDF ဇိုလန်ထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါပါတယ်။အခုလိုမျိုးလက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့တဲ့တပ်သားဟိန်းထက်ကိုကိုကို PDF ဇိုလန်တပ်ဖွဲ့ င်ကဂုံပြူစုငွေချင်းမြင့်ပေးခဲ့တယ်လို့သိရပါတယ်အလားတူပဲမကွေးတန်းဂံခေါ်ခရာစောမြို့မှာရဲစခန်းကစစ်ကောင်စီတပ်သားတက်ချက်ကြီးတအူးဟာလက်နက်ခဲယမ်းများနဲ့အတူအလုံးမရောက်ခဲ့ကြောင်းဂံခေါ်ခရာအမှတ်၃တက်ရင်စော PDF ကပြောဆိုထားပါတယ်စက်တမာလာ၁၈ရက်နေ့မှာစောမြို့နယ်မြို့မှာရဲစခန်းကစစ်ကောင်စီတပ်သားတက်ချက်ကြီးတအူးဟာအမှတ်၁စစ်တွေသာဂံခေါ်ခရာအမှတ်၃တက်ရင်ထံကိုဆက်သွယ်ပြီးတော့ MA2 တနက်ခဲယမ်းအပြည့်အစုံနဲ့အလင်းဝင်ရောက်ခဲ့ပြီးတော့လက်နက်အမျိုးအစားဝမူတည်ပြီးတော့ထိုက်ထိုက်တန်တန်စုချင်းမြင့်ပေးခဲ့တယ်လို့သိရပါတယ်လက်ရှိအချိန်ဟာ အကြမ်းဖက်စစ်တပ်ပြုတ်ကျရေးအတွက်စစ်ရဲအရှိန်မြင့်တင်နေတဲ့ကာလဖြစ်တဲ့အတွက်စစ်ကောင်စီလက်အောက်ခံတပ်မတော်သားများရဲတပ်သားများအနေနဲ့မင်းအောင်လှိုင်ရဲ့အကြမ်းဖက်စစ်တပ်ကိုဆုံးခွာပြီးတော့ပြည်သူရင်ခွင်ကိုအမြန်ဆုံးဝင်ရောက်ခိုလုံကြပါရန်ဂန်ခေါခရိုင်အမတ်သုံးတပ်ရင်းစော PDF ကတိုက်တွန်းထားကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ